ချင်ပြည်ဖကံမြို့နယ်တဲကလုံခင်းရွာမှာစစ်ကြောင်းထိုးပြီးတော့ဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဒီအရတား9ယောက်ကိုပြစ်တပ်သွားခဲ့ပါတယ်လုံခင်းကိုမေလ28ရက်နေ့ကစပြီးတော့ဝင်လာတဲ့စစ်ကြောင်းကအရတားပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်အရတား9ယောက်သေဆုံးပြီးတော့9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်သေဆုံးသွားတဲ့သူတွေထဲမှာဆိုရင်အမျိုးသမီးတစ်ယောက်လည်းပါတယ်လို့ဒေသခံတွေကပြောပါတယ် လမ်းကြောင်းတစ်လျှောက်ကဒီလူသားတိုင်းကအတွက်ဖမ်းဆီးခံရတဲ့သူတွေကိုတော့ပြန်လွှတ်ပေးလိုက်ပြီလို့ဒေသခံတယောက်ကပြောပါတယ်။မနေ့ကစပြီးတော့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကလုံခင်းကနေထွက်သွားပြီးတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့လုံခင်းကြီးရွာအုပ်စုတွေကမော်စီစာရွာဖုန်ကြီးကျောင်းမှာတက်ဆွဲဖို့အတွက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းကပဲတခြားစစ်ကောင်စီတပ်သားတွေကတော့အခုဆိုရင်ဖက်ကတ်မျိုးဘက်ကိုရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေအချင်းချင်းကလည်းအပြစ်မထွက်ကြဖို့တတိပေးနေကြပါတယ်ဆိုင်းတောင်မှာလည်းဒီဈေးဆိုင်တွေကအစအလုံးပိတ်ထားပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်